ပြင်လာပါရှင်ဒီနေ့ဆက်ပြီးရှင်းပြပေးမှာကတော့စတမရန်တင်ချာအကျဲနဲ့ကအခန်းနဲ့အမက်မြင့်ပြမြင့်တန်းနဲ့မြင့်ပိုင်းများပဲဖြစ်ပါတယ်။နေ့တန်းမှာ geometry ပညာရက်တွင်နားလည်ရလိုအပ်သည့်အမက်မြင့်ပြမြင့်တန်းနဲ့မြင့်ပိုင်းများအကြောင်းဤအခန်းတွင်လေ့လာမယ်။ဆရာတို့ဒီအခန်းထဲမှာဘာတွေလေ့လာမလဲဆိုရင်အမက်ကြီးမြင့်ပြနေမြင့်တန်းနေနဲ့မြင့်ပိုင်းနေအကြောင်းလေ့လာပါမယ်တဲ့။အဲ့တော့ဒီမှာပုံလေးတွေပေးထားတယ်။ ပြင်းညင်းမြင်းဆိုပြီးတော့ပေးထားတယ်။မှည့်ရမြင်း၊ရည်ညင်းမြင်း၊စုံမတ်ဒီရတဲ့အကြောင်းကိုတော့နောက်ပိုင်းကျရင်ပါပါမယ်ဟုတ်ပြီနော်။ညသမတ်တစ်မတ်အမှတ်များနဲ့မြင်းများဆိုပြီးတော့ပေးထားတယ်။အမှတ်ဆိုတာဗာလေအမှတ်ဆိုတာဒီလိုမျိုးလေးလှုပ်လိုက်တာဒါအမှတ်ပဲ။ ဟုတ်ပြီနော်အဲ့တော့ဆက်ကူပေါ်ခြင်းခဲတံဖြစ်မှတ်သားထားသည့်အဆက်တို့မဟုတ်ကြောက်တံပုံပေါ်ရင်မြေဖြူဖြစ်မှတ်သားရရှိသည့်အဆက်တစ်ခုအမှတ်ကိုဖော်သေးတာကအမှတ်ပါပဲအဲ့ဒီအမှတ်တွေကိုအင်္ဂလိပ်စလုံးကြီးတွေနဲ့ကိုစားပြုဖော်ပြရတဲ့ဒါအမှတ် A အမှတ် B အမှတ် C ဆိုပြီးတော့ဟုတ်ပြီနော်အမှတ် A B C ဒါအမှတ်ပဲ point ပေါ့နော် P O I N T point နောက်တစ်ခုကမြင်းများ lines ကျိုးတချောင်းကိုခက်တင်တင်ဆွဲထားသောအခါဖြစ်ပေါ်လာသည့်ဖြောက်တန်းသောပုံကိုမြင်းဖြောင် straight line ဟုခေါ်သည်တဲ့ကျိုးတချောင်းကိုဒါမြင်းနေကိုကလေးတို့သိပြီသားကျိုးတချောင်းကိုဆရာမတို့တင်းတင်းကလေးဆွဲလိုက်မယ်ဒါဆိုရင်အဲ့ကနေရလာတဲ့ဟာဒီမြင်းဖြောင်တချောင်းဖြစ်တဲ့ straight line တစ်ခုဖြစ်တယ်အဲ့ဒါကိုမှဆရာမတို့ကဒီ AB ကိုပေါ့နော်ဒီ AB ဆိုတဲ့မြင်းဖြောင်ကလေးကို short ချလိုက်မယ် ရှော့ချလိုက်တဲ့အခါမှာကွေးကွေးလေးဖြစ်သွားလို့ရှိရင်သူက A C B ဆိုပြီးတော့မြင်ကွေးလေးတစ်ခုရသွားပြီ cuff line ဆိုပြီးတော့ A C B မြင်ကွေးလေးတစ်ခု ရရှိသွားပြီနောက်တစ်ခုကဥပမာလေးဆက်ကြည့်မယ်အမောင်ခန်းတစ်ခုတွင်ဝင်ရောက်လာသည့်အလင်းတန်းများသည့်မြင်းဖြောင်းများဖြစ်သည်အဲ့တော့ဒီလိုလေးဝင်လာတဲ့အလင်းတန်းတွေအကုန်လုံးသည်မြင်းဖြောင်းလေးဖြစ်တဲ့ ဆက်ကူတရွက်ဤခောက်ချိုးအရာများသည်မြင်းဖြောင်များဖြစ်သည်ဆက်ကူတရွက်ကိုဘလို့ပဲခောက်ခေါခောက်လိုက်တဲ့ဒီခောက်ချိုးအရာတွေသည်မြင်းဖြောင်နေဖြစ်ပါတယ်ပေဒံတချောင်းဤအနာဆောင်နှစ်ဖက်တို့သည်မြင်းဖြောင်များဖြစ်ကြသည်ပေဒံတချောင်းရဲ့အနာဆောင်နေ ဒီအနာဆောင်တွေကမြင်းဖြောင်းတွေဖြစ်တဲ့ဒီထိတ်ဆွတ်မက်ဒီဘက်ထိတ်ဆွတ်မက်ဒီဟာတွေအကုန်လုံးဒီမြင်းဖြောင်းတွေဖြစ်ပါတယ်။တက်တန့်ရောင်စီရင်များဒီမြင်းခွေးများဖြစ်ပါသည်တဲ့အဲ့တော့ဒါကတော့မြင်းခွေးဖြစ်တယ်ဒါကလေးတို့သိပြီလား။မြင်းဖြောင်းဤတစ်ဖက်တစ်ချက်တွင်ဆက်လက်၍အစုံမရှိဆွဲနိုင်ခြင်းကိုတရုတ်ပြလိုပါကအဆက်ကလေးများဖြစ်တိုးချဲ့၍၎င်းများဦးများဖြစ်၎င်းပြထားသည့်အတိုင်းဆွဲနိုင်ပါတယ်တဲ့ဒီမှာပုံမှန်ပြထားတဲ့အတိုင်း ဒီမြင်းပြောင်မှာအစိုးမရှိဘူးဆိုတာကိုပြောချင်လို့ရှင်ဆရာမတို့အဆက်တွေနဲ့ဆက်ပြီးတော့မှဆွဲလို့ရတယ်။အဲ့လိုမှမဟုတ်ဘဲနဲ့ဒီမှာမြင်းဒီမြောက်ဦးလေးနဲ့ပေါ့နော်ဒီမြင်းဒီနောက်ထပ်ရှိသေးတယ်အစိုးမရှိဘူးဆိုတာကိုနောက်ထပ်ဆက်ဆွဲနိုင်တယ်အစိုးမရှိဆွဲနိုင်တယ်ဆိုတာကိုဖော်ပြချင်လို့ရှင်ဒီလိုမျိုးမြားကောင်းလေးတွေနဲ့ထည့်ပြီးတော့မှဆွဲလို့ရတယ်။ဟုတ်ပြီတော့အဆက်တွေနဲ့လည်းဖော်ပြလို့ရတယ်မြားတွေနဲ့လည်းဖော်ပြလို့ရပါတယ်။ပေးထားတော့ A နဲ့ B အမှန်လက်ခုကို မြင်းချောင်းဖြင့်ဆက်သွဲပါ အတူဆုံးမြင်သည့်မိသည့်မြင်အမျိုးအစားဖြစ်တဲ့နည်းအဲ့တော့အမှတ်နှစ်ခုကြားဆက်သွယ်တဲ့မြင်တန်းနေသည့်မြင်ကိုမြင်ဖြောင်းခေါ်သည်အဲ့တော့အမှတ်နှစ်ခုကြားမှာဆက်မလို့ဆက်လိုက်မယ်ဆက်လိုက်တဲ့မြင်တန်းနေတဲ့ဒီမြင်ကိုမြင်ဖြောင်းလို့ခေါ်ပါတယ်တဲ့အဲ့တော့ဆက်ပြီးကြည့်အောင်ပုံနှစ်တသမလေးတွင် a နဲ့ b တို့သည်မြင်ဖြောင်းတစ်ခုပေါ်ရှိအမှတ်များဖြစ်သည့်အမှတ်နှစ်ခုဒီအမှတ်နှစ်ခုကိုဆက်မလို့ဖြတ်ပြီးတော့ဆွဲလိုက်တဲ့ အဲ့မှာဖြောင့်တန်းနေတဲ့ဒီမင်းကိုမင်းဖြောင့်လို့ခေါ်တယ်ဒီမင်းဖြောင့်ဝင်ဆံမဘာတင်ကေတာအဖြစ်ဗာနဲ့ရေးမလဲဆိုတော့မင်းဖြောင့် AB ဆိုပြီးတော့အပေါ်မှာများကောင်းလေးနဲ့ရေးပါမယ်ဟုတ်ပြီနော်အဲ့တော့ဒီဟာကဒီဘာကိုပြောရလဲရှေ့မှာပြောခဲ့ပြီးပြီအစောမရှိဆက်ဆွဲနိုင်နေဆိုတော့အဲဒီတင်ကေတာလေးကိုပေါ့နော်တရုပ်ဖော်လို့ရဆိုလို့ရှိရင်အဲဒီများကောင်းလေးတွေနဲ့ဖော်ပြပါတယ်နောက်တစ်ခုက ဒီမှာရှိတဲ့မြင်းဖြောင့် AB ဒါမြင်းဖြောင့်လို့ဖတ်ပါမယ်မြင်းဖြောင့်ဆိုရင်ဒီအများကောင်းဒီနှစ်ဖက်စလုံးမှာပါပါမယ်ဒါလေးတွေကိုမှတ်ထားပါနောက်ပိုင်းကျရင်တခြားမြင်းပိုင်းတွေအဲဒီမြင်းတန်းတွေနဲ့ဆိုရင်နည်းနည်းလေးရှုပ်ပေါ်မှာဆိုလိုပါအဲ့တော့ဒီ AB ဒီအမှတ် A နဲ့ B ကိုဆက်သွားမြင်းဖြောင့်တစ်ခုဖြစ်တယ် A ဘက်သို့၎င်း B ဘက်သို့၎င်းအစုံမရှိဆက်ဆွဲနိုင်သည်ယံဖန်ယံခံမြင်းပြောင်တစ်ခုကိုဖော်ပြရန်တင်ရတာအဖြစ်အင်္ဂလိပ်စာလုံးအသေးကိုလည်းသုံးတယ်တခါတလေမှဒီလိုမျိုးအင်္ဂလိပ်စာလုံး L ပေါ့နော်ဒါဆိုလို့ရှိရင်မြင်းပြောင် L မြင်းပြောင် M ချိန်မှသုံးမယ်ဒါကတော့မြင်းပြောင် AB ဒါဒီဘာလို့ဆိုလို့လဲဆိုရင် A ဘက်မှာကော B ဘက်မှာကောအစုံးမရှိဆက်ဆွဲလို့ရရဲဆိုတဲ့ဟာကိုဒီများကောင်းလေးတွေနဲ့ဖော်ပြထားတာဖြစ်ပါတယ်။တခါတလေမှာအင်္ဂလိပ်စာလုံးနေမဟုတ်ဘဲနဲ့အဲ့ဒီအကြီးမဟုတ်ဘဲနဲ့အသေးတွေနဲ့လည်းဖော်ပြလို့ရရဲ L နဲ့ M နဲ့ဆိုပြီးတော့ဟုတ်ပြီနော်။နောက်တစ်ခုကဆက်ကြည့်အောင်အမှတ်နှစ်ခုကြားဆက်သွယ်ထားတော့မြင်းများအနဲ့မြင်းဖြောင်းဒီအတူဆုံးဖြစ်ပါလိမ့်တယ်။အဲ့တော့အစမတော့အမှတ်နှစ်ခုယူလိုက်မယ်။အဲ့ဒီနှစ်ခုကိုဆက်သွယ်ထားတဲ့မြင်းနေ ဲ့ဒီမြင်းနေထဲမှာမြင်းဖြောင်းကအတူဆုံးဖြစ်ပါတယ်အဲ့တော့ဒီမှာပြထားပြီးသားဓမ္မမြင်းဖြောင်း A နဲ့ B ဆိုတဲ့အမှတ်ကိုဆက်ထားတဲ့မြင်းဖြောင်းပြီးတော့မှဒါလည်း A နဲ့ B ကိုဆက်ထားတဲ့မြင်းနေပဲဟုတ်ပြီလားဒါတွေတော့မြင်းကွေးပေါ့နော်ဒါဆိုရင်ဓာရီရဲ့အလျားတွေကိုတိုင်းကြည့်လိုက်လို့ရှိရင်အတူဆုံးနေမြင်းဖြောင်းဖြစ်တယ်ဒါကိုပြောချင်တာဟုတ်ပြီနော်အဲ့တော့ဆွဲကြည့်မယ်ဆိုရင်ဆွဲကြည့်လိုက်မယ်ကျွန်တော်ဒီမှာဒီမှာအမှတ်နှစ်ခုယူလိုက်မယ်အမှတ် A နဲ့အမှတ် B ဆိုရင်မှယူမယ်သူ့ကိုဆီမှာဆက်ဆွဲလိုက် ဒါဒီယူပေးထားတဲ့အချိန်မြင်းပြောင်းလေးတစ်ခုရသွားပြီ။ဟုတ်ပြီဒါကိုဆံမကဒီလိုလေးဆက်လိုက်တယ်။ဒါလည်း A နဲ့ B ကိုဆက်ထားတယ်။ညီငွေလေးတစ်ခုပေါ့နော်။နောက်တစ်ခုကနောက်ထပ်ဒီလိုလေးဆက်လိုက်တယ်။ဟုတ်ပြီဘလို့ပဲဆွဲဆွဲဒါကိုဆံမတို့ကတိုင်းကြည့်လိုက်လို့ရှိရင်ဒီမှာဒီမြင်းပြောင်းဒီအတူဆုံးဖြစ်ပါတယ်တဲ့ရပြီနော်။အဲ့တော့ မြင်းတန်းကိုဆက်မလို့သွားပါမယ်မြင်းတန်းရေအမတ်တစ်ခုမှစပြီးဦးလက်ဘက်တစ်ခုတို့အစုံမရှိဆက်တွေတော့မြင်းဖြောင်းကိုမြင်းတန်းလို့ခေါ်မယ်အဲ့တော့မှတ်ထားပါမယ်အပေါ်မှာမြင်းဖြောင်းကိုဆက်မလို့လိလာပြီးပြီးမြင်းဖြောင်းမှာများလီနှစ်ဖက်စလုံးပါပါမယ်အခုတော့မြင်းတန်းကိုသွားပြီးတော့ဆက်ပြီးတော့လှိလာမယ်ဖဲ့အဲ့တချောင်းကိုချက်ပြားတစ်ခုဤမျက်နှာပြင်ပေါ်တွင်အမတ်တစ်ခု A9 ဆိုက်လိုက်ပါအဲ့တော့ဒါတော့ဆက်မလို့မပြောတော့ပါဘူးအဲ့တော့ဒီဘက်ကိုနည်းနည်းတွားလိုက်မယ်။သူပြောချင်တာကတော့အမက်တနေရာမှာပေါ့နော်။အဲ့တော့ဒီမှာဆင်မလာဒါလေးလေးပြလိုက်မယ်။ဒီတနေရာမှာ အက်ကလေးစိုက်လိုက်မယ်အဲ့တော့ကျိုးတစ်ချောင်းနဲ့ဒီနေရာမှာကျိုးကိုချိမယ်ဒီဘက်ကိုသွားပြီးတော့မှတနေရာဆက်သွားမယ်ပေါ့နော်ဒါကိုစမအမှတ် A လို့ပဲထားလိုက်မယ်ဒီအမှတ်ကနေပြီးတော့ဒီဘက်ကိုဆက်ဆွဲမယ်အက်စိုက်ပြီးတော့မှဒီဘက်ကိုကျိုးကလေးကိုဆွဲလိုက်မယ်စိုက်တဲ့ဘက်ကိုဆွဲဒီလိုပဲဆွဲမလားစိုက်တဲ့ဘက်ကိုသွားအော်ဒါကိုပြောချင်တာဒါဒီပါလဲဆိုတော့ ray ကိုပြောချင်တယ်မြင်းတန်းကိုပြောချင်တယ်ဟုတ်ပြီနော် အဲ့တော့ခုနပြောတဲ့ကျူးစားသည် A မှစပြီးတော့ B ရှိရပဲသို့ AB ဥလဲပဲတခြားအဆုံးမရှိရှေထွက်သွားအောင်ပုံနှစ်တမ6ကဲသို့ဆွဲထားလျင် A နိုင်စတော့မြန်တဲ့ AB ကိုရသည်အဲ့တော့ပြောချင်တာကတော့ဒီမှာ A ရနဲ့စလိုက်နေဆရာမတို့က A ရနဲ့စပြီးတော့မှဒီဘက်ကိုကျိုးကလေးတစ်ချောင်းဆွဲလိုက်မယ် A ဆိုတဲ့အမှတ်နေရာအနေအဲ့မှာအကလေးဆက်ထားစိုက်ထားလိုက်မယ် ဲ့ဒီကနေပြီးတော့ဒီဘက်ကိုအဆုံးမရှိဆက်ဆွဲမယ်ဆိုလို့ရှိရင်ဒါမြင်းတန်း AB ကိုရပါမယ်။မြားခေါင်းကတစ်ဖက်ထင်းနဲ့ပဲရင်မယ်မြင်းတန်း AB ။ဒါပါလို့ဆိုလို့လဲဆိုရင် A ကနေစပြီးတော့မှ B ဘက်ကိုဆက်ဆွဲတယ်။ B ဘက်ကိုလှည့်တယ်ဒါ AB ဆိုတဲ့မြင်းတန်းကလေးတစ်ခု B ဘက်မှာကတော့အဆုံးမရှိဆက်ဆွဲလို့ရတယ်ဆိုတာကိုသင်ကြားတာနဲ့ဖော်ပြထားတယ်။ ။ဟောပြီနော်ခုလိုပဲဒီမှာလည်းပဲ A အမှတ်ကနေပြီးတော့ဒီလိုဆွဲလို့ရတယ်ဒီလိုဆွဲလို့ရတယ်။ဒါအမှတ်တမှတ်ကနေပြီးတော့မြင်းတွေကိုမြင်းပိုင်းတွေအများကြီးဆွဲလို့ရပါတယ်။ဟောပြီနော် sorry မြင်းတန်းတွေအများကြီးဆွဲလို့ရပါတယ်။ပုံမြင်းတန်း AB ပေါ်တွင်အခြားအမှတ် C ကိုယူလိုက်တော့ခါမြင်းတန်း AC ဒီမြင်းတန်း AB နဲ့အတူတူဖြစ်ကြောင်းသိရတယ်။ဒါတော့ဒီမှာပေးထားတယ်။ ဒီမြင်းတန်းမှာအမှတ်စီကိုယူလိုက်လို့ရှိရင်မြင်းတန်း AC မြင်းတန်း AC ရဲ့မြင်းတန်း ABB ဒါတနည်းအားထဲမှာရှိနေတယ်အတူတူပဲဆိုတာကိုတွေ့ရပါတယ်တဲ့ပေးထားတော့အစမတ်တစ်ခုနဲ့ကြိုက်နှစ်သက်ရအရေးတွေ့ရှိသည့်မြင်းတန်းများဆွဲသားနိုင်တယ်အစမတ်တစ်ခုပေးထားလို့ရှိရင်ကိုကြိုက်တဲ့လောက်မြင်းတန်းလေးတွေကိုအများကြီးဆွဲလို့ရတယ်ဥတီဘက်ကတော့မတူဘူးပေါ့နော်ပေါင်းနေတဲ့မှာ6နှစ်တွင်အစမှတ် A ရှိသောမြင်းတန်းလေးခုကိုတွေ့နိုင်သည် ပြီးတော့မှမြင်းတန်း AVE တင်ကေတာတင်ရတာတော့ဒီလိုရေးပါမယ်။မြင်းတန်း AB ဆိုရင်မှများသည့်တစ်ဖက်ထဲမှာပဲရှိနေပါမယ်။ B ဘက်မှာရှိနေမယ်ဆိုလိုတာတော့ A အမှတ်မှာစပြီးတော့မှ B ရှိတဲ့ဘက်ကိုဦးတည်ပြီးတော့မှဆွဲထားတယ်။အဲ့ဒီဘက်မှာဒီကြိုက်တဲ့လောက်နောက်ထပ်အများကြီးဆွဲလို့ရတယ်ဆိုတာကိုပြောထားတယ်ဟုတ်ပြီနော်။အမှတ် A တွင်အစပြုပြီးတော့ဒီမှာပေးထားတာအမှတ် A တွင်အစပြုပြီးတော့ A နဲ့ A မှ B တို့မျက်နှာမူပြီးအဆုံးမရှိရှေ့ထွက်သွားသည်ကိုဖော်ပြခြင်းဖြစ်ပါသည် နောက်ခုဆက်ကြည့်ပါမယ်။ပုံနဲ့တသမခွန်တင်နဲ့ပုံနဲ့တသမခွန်နှစ်တွင်မိသည့်ပုံကမြင်းချံဖြစ်၍မိသည့်ပုံကမြင်းဖြောင့်ဖြစ်ပါတယ်နီးတဲ့အဲ့တော့ဒီမှာဒီဒါကမြင်းချံဖြစ်ပြီးတော့ဒါဒီမြင်းဖြောင့်ဖြစ်ပါတယ်ရပြီနော်အဲ့ဆိုသူ့ကိုဆရာမတို့ကအမှတ်တေးအနေနဲ့ရေးခြင်းလဲဆိုရင်လဲ AB ဆိုမှ ရေးထားလိုက်ပြီးတော့မှဒါသူ့ရဲ့တင်ကြီးတာလေးနဲ့ဒါများနှစ်ဖက်ထည့်မယ်သူကတော့များတစ်ဖက်ထည့်ပဲထည့်မယ်သူကကြတော့မြင်းဖြောင်းဖြစ်ပြီးတော့မှဒါကြတော့မြင်းတန်းဖြစ်မယ်နားပြီနော်ဆက်သွားမယ်မြင်းတန်း ABD အစမှတ် A ရှိသောမြင်းတန်းဖြစ်သည်အစမက A ပြီးတော့မှ A မှ B တို့အဆုံးမရှိဆက်ဆွဲထားသည် A ရနဲ့ B ကိုတော့အဆုံးမရှိဆက်ဆွဲထားပါတယ်အဲ့တော့ပုံနဲ့တသမရှိတွင်ကြည့်လိုက်ရင်မြင်းတန်း OA နဲ့ OB တည်းသူညီတော့အစမရှိတော့လဲစန့်ကျင်တော့ဥတီပဲရှိသည်ပြောချင်တာကတော့ဒီ O ကနေပြီးတော့ဒီဘက်ကိုဆွဲထားတယ်ဒါတော့မကြည့်တော့ဘူးဒီဘက်ကိုဆွဲထားမယ် OA ဆိုတဲ့ဒီမြင်းတန်းလေးမှာ A ဘက်ကိုဥတီနေတယ်။ O ကိုပဲအမှတ်အဲဒီအစမှတ်ပြုပြီးတော့မှဒီဘက်ကိုဆွဲထားတယ်။ OB ဆိုတဲ့မြင်းတန်းမှာကျတော့ ဥတီဘက်ဒီဒီဘက်မှာဖြစ်နေတယ်ဆန့်ကျင်ပဲဖြစ်နေတယ်ပေါ့နော်အဲ့ဒါကြောင့်မို့သူပြောချင်တာကတော့တူညီတဲ့အမှတ်ရှိပေမယ့်အစမှတ်ကတူညီတော်လည်းပဲသူတို့ရဲ့ OA နဲ့ OBD မြင်းတန်း OA နဲ့ OBD ဆန့်ကျင်ဘက်ကိုတွားနေတယ်သူတို့ရဲ့ဥတီဘက်ကဆန့်ကျင်နေတယ်ဆိုတာကိုဖော်ပြထားတယ်ဟုတ်ပြီနော်မြင်းပြောင်ဆိုင်ရာကုန်တက်ပြီကတော့ကြက်ရအမှတ်နှစ်ခုကိုဖြတ်ပြီးတော့မြင်းပြောင်တစ်ချောင်းထဲကိုဆွဲနိုင်တယ်အမှတ်နှစ်ခုကိုဖြတ်ပြီးတော့တစ်ချောင်းပဲဆွဲလို့ရမယ်မြင်းပြောင်ကဟုတ်ပြီနော် မပြိုင်သောမြင်းလက်ကြောင်းတိုင်းတွင်အမှန်နှစ်ခုရှိတယ်။အမှန်နှစ်ခုကတော့ရှိနေမှာပဲ။ဟုတ်ပြီနော်မြင်းပြောင်းတိုင်းမှာအမှန်နှစ်ခုရှိမယ်။မပြိုင်သောမြင်းလက်ကြောင်းတိုင်းတွင်အမှန်ဖြစ်မှတ်တွေရှိမယ်။ဖြက်မှတ်တွေရှိနေမယ်ဒီလိုဘလိုပဲဆွဲဆွဲဒီမှာဖြက်မှတ်တွေရှိနေမယ်မြင်းပြောင်းနှစ်ကြိုင်းနှစ်ကြောင်းတွင်ဖြက်မှတ်တစ်ခုတည်းပို့ပြီးတော့မှမရှိနိုင်ပါတဲ့။ဟုတ်ပြီနောက်တစ်ခုကြည့်မယ်မြင်းတန်းဆိုင်ရာကုန်တက်တီကတော့မြင်းတန်းတစ်ခု၎င်း၏ဆက်မှတ်နဲ့ ထုံမြင့်နှန်းပေါ်ရှိအချားမှတ်ကိုတိကျစွာဖော်ပြနိုင်တာရှေ့မှာဆက်မပြောခဲ့ပြီးပါပြီ။ပေးထားသောအမှတ်တစ်ခုမှစ၍ကြိုက်နှစ်သက်ရအကြည့်အသွဲရှိသည့်မြင်တမ်းများဆွဲနိုင်သည်။အမှတ်တစ်ခုကလည်းခုနပြောသလိုပဲဘယ်လိုဆွဲမလဲကြိုက်သလိုဆွဲလို့ရပါတယ်။ဟောဘီလေးချင်ခံတဲ့သမတ်တစ်အမှတ်တစ်ခုဖြည့်၍မြင်းဖြောင်းမီများဆွဲနိုင်တယ်နည်း။အဲ့တော့အမှတ်တစ်ခုကိုဖြတ်ပြီးတော့မှမြင်းဖြောင်းဒီအရေးအတွက်အကန့်တတ်မဲ့ဆွဲနိုင်ဟုတ်ပြီနော်အဲ့တော့ သူကတော့ဘလို့ဖြတ်ပါလို့မပြောထားဘူးဥပမာဒါဆင်မတော့အမှတ်တစ်ခုယူလိုက်မယ်သူ့ကိုဒါဖြတ်ဆွဲလိုက်တာပဲဟုတ်ပြီနော်အဲ့တော့ကြီးလို့ရောဆွဲလို့မရအောင်လားဆွဲလို့ရတာပေါ့ဒီအမှတ်တစ်ခုကိုဆင်မတော့ကြိုက်တယ်လို့ဖြတ်ဆွဲလို့ရတယ်အဲ့ဒါကြောင့်မလို့အကန့်အသတ်မဲ့ဆွဲလို့ရတယ်လို့ပြောတာဟုတ်ပြီနော်အဲ့ဒါကြောင့်မလို့နံပါတ်၁ရဲ့အဖြေဒီအမှတ်တစ်ခုကိုဖြတ်ပြီးတော့မှမြင်းဖြောင်းအကန့်အသတ်မဲ့ဆွဲနိုင်ပါတယ်နံပါတ်၂က အမက်နှစ်ခုကိုဖြတ်ပြီးတော့မြင်းဖြောင်းမြင်းရဆွဲနိုင်ကလေးတဲ့အမက်နှစ်ခုကိုဖြတ်ပြီးတော့မှမြင်းဖြောင်းတချောင်းတည်းပဲဆွဲနိုင်ပါတယ်ဟဲ့အဲဆံမဖြတ်ပြီးတော့ဆွဲပြမယ်အမက်နှစ်မက်ကိုယူလိုက်မယ်ဒီအမက်ကိုဆံမဖြတ်လိုက်ပြီနှစ်ခုစလုံးကိုတစ်ခါတည်းဖြတ်မယ်ဟုတ်ပြီဆံမရဲ့အမက်တည်းကမဖြတ်ဘူးဖြစ်နေတယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒီမှာမြင်းဖြောင်းတချောင်းဆံမတို့ဆွဲလိုက်လို့ရပြီဒီဒီအမက်ကိုဒီလိုဖြတ်လို့ရပြီမဲ့ဒီမြင်းမြင်းဖြောင်းတွေသူ့ကိုမဖြတ်ဘူး ဟုတ်ပြီနော်ဒါကြောင့်မလို့ဒီနှစ်ခုစလုံးကိုဖြတ်တာဒီတကြောင်နဲ့ပဲဆွဲလို့ရဒီလိုဖြတ်လို့ရှိရင်လည်းဒီအမှတ်ကိုဖြတ်မယ်ဒီအမှတ်ကိုမဖြတ်တော့ဘူးဒီလိုဖြတ်လို့ရှိရင်လည်းဒါကိုပဲဖြတ်မယ်နှစ်ခုစလုံးကိုဖြတ်လို့ရတာဒီတစ်ခုပဲဆွဲလို့ရတယ်မြင်းပြောင်တကြောင်ပဲဆွဲလို့ရမယ်ဒါကြောင့်မလို့အမှတ်နှစ်ခုကိုဖြတ်ပြီးမြင်းပြောင်ညီညွတ်ဆွဲနိုင်နေနည်းဆိုရင်တော့မြင်းပြောင်တကြောင်ပဲဆွဲနိုင်ပါမယ်တဲ့ ောက်တစ်ခုနံပါတ်3ကမြင်းဖြောင်းကြောင်လေးပေါ်မယ်မရှိတော့အမှတ်3ခုယူ၍အမှတ်2ခုစီကိုဖြတ်တော့မြင်းဖြောင်းများဆွဲလျင်မြင်းဖြောင်းများရရှိမည်နီထိုမြင်းဖြောင်းများကိုဆွဲသားပါအဲ့တော့သူကမြင်းဖြောင်းကြောင်လေးပေါ်မယ်အမှတ်မရှိတော့အမှတ်3ခုယူမယ်အမှတ်3ခုယူလိုက်မယ်အဲ့ဒီအမှတ်တီမြင်းဖြောင်းကြောင်လေးပေါ်မယ်မရှိဘူးဆိုတော့ကြိုက်တဲ့နေရာမှာယူလိုက်အဲ့ဒါပြီးတော့မှအမှတ်2ခုစီကိုဖြတ်မယ် အမှတ်နှစ်ခုစီကိုဖြတ်ပြီးတော့မှမြင်းဖြောင်များဆွဲလျင်မြင်းဖြောင်မြင်းများရရှိမိပြီတဲ့အဲ့တော့ဆရာမတို့သူ့ကိုအရင်ဆုံးအမှတ်တည်းအရင်ယူလိုက်မယ်သူကပြောလဲဆိုရင်အမှတ်တည်းမြင်းဖြောင်တချောင်းလေးပေါ်ရင်မကြဘူးလို့ပြောတာဒါဒီမြင်းဖြောင်ဆိုရင်တချောင်းလေးပေါ်မှာမကြဘူးကြိုက်တဲ့နေရာထားလိုက်မယ်ဆရာမဒီလိုလေးထားလိုက်မယ်ဟုတ်ပြီနော်ဒီလိုဒီလိုလေးထားလိုက်မယ်မြင်းပြောင်တချောင်းထဲပေါ်မှာ၃ခုတော့မကြောက်ဒါကိုဖြတ်ပြီးတော့မှဆွဲပါမယ်တဲ့ဒါဆိုလို့ရှိရင် ဖြတ်ဆွဲတဲ့အခါမှာအမှတ်3ခုယူပြီးတော့အမှတ်2ခုစီကိုဖြတ်မယ်ဒီလိုဖြတ်မယ်2ခုကိုဖြတ်လိုက်မယ်ဒီအမှတ်2ခုကိုဖြတ်လိုက်မယ်ဒီအမှတ်2ခုကိုဖြတ်လိုက်မယ်ဒါဆိုရင်ဆရာမတို့ဒီဘာကိုရသွားပြီလဲဆိုတော့မြင်းမြင်းဖြောင်း3ချောင်းကိုရသွားပြီဟုတ်ပြီနော်မြင်းဖြောင်း3ချောင်းကိုရသွားပြီအဲ့တော့သူ့ကို ABC လို့ပေးခြင်းလဲပေးလိုက်မယ်အဲ့တော့သူကအမှတ်3ခုကိုဒီအမှတ်မြင်းဖြောက်တစ်ချောင်းတည်းပေါ်မှာမကြောက်ဘူးလို့ပြောလို့ဆရာမကြိုက်တယ်လို့ယူလိုက်ဘလို့ပဲယူယူဒီလိုပဲဖြစ်မှာပဲ ဟုတ်ပြီနော်အဲကြိုက်တယ်လို့ဖြစ်ဒီတိုင်းပဲဖြစ်အဲ့တော့များကောင်းလေးတွေထည့်ပေးမယ်ပြီးတော့မှအမှတ်ကတော့ကိုပေးခြင်းတယ်လို့မျိုးပေးလိုက်မယ်နောက်တစ်ခုကနံပါတ်၄ပေးထားသောအမှတ်၄ခုမှာမိသည့်အမှတ်၃ခုကိုမဆိုယူလိုက်တိုင်းမြင်းတစ်ချောင်းထဲပေါ်၌မကြောက်ရရင်အမှတ်၂ခုစီကိုဖျက်၍ဆွဲသောမြင်းပြောင်မြင်းများရရှိနိုင်သည်။ထိုမြင်းပြောင်များကိုဆွဲပါ ဲ့တော့ဒီနံပါတ်3မှာတော့သူကမြင်းဖြောက်မြင်းမြရရတနည်းဆိုရင်မြင်းဖြောက်3ခုရရဆိုတဲ့အကြောင်းရေးပေးရမယ်နော်မြင်းဖြောက်3ခုရရမြင်းဖြောက်နေရာဘာတွေလဲဆိုရင်မြင်းဖြောက် AB မြင်းဖြောက် BC မြင်းဖြောက်အဒီ AC ပါညာပေါ့နော်အဲ့ဒါလေးတွေပုံကိုကြည့်ပြီးတော့ခုနဆက်မှာပုံဆွဲပြထားပြီးပါပြီအဲ့ဒီမှာကြည့်ပြီးတော့မှဆွဲလိုက်ရောပါပဲဟုတ်ပြီနော်နောက်တော့နံပါတ်၄ကပြန်ပြောပါမယ်။ပေးထားတဲ့အမှတ်၄ခုမှာမိတိအမှတ်၃ခုကိုမဆွေယူလိုက်တိုင်း မြင်းတချောင်းထဲပေါ်၌မကြောက်လျင်အမတ်နှစ်ခုစီကိုဖြဲ၍ဆွဲသောမြင်းဖြောင်းမြင်းများရရှိမိမူသူကအမတ်၄ခုယူခိုင်းတယ်။ငါအမတ်က၄ခုယူခိုင်းတယ်။နည်းနည်းလေးကြည့်မယ်နော်။သူနည်းနည်းလေးရှုပ်နေတယ်။ပေးထားတဲ့အမတ်၄ခုဆို၄ခုယူခိုင်းတယ်ဆရာမတို့အမတ်၄ခုယူမယ်။မိသည့်အမတ်၃ခုကိုမဆွယူလိုက်တိုင်း၃ခုကိုယူမယ်။တုံးခုယူတဲ့ဆိုလို့ရှိရင်မြင်းတချောင်းလေးပေါ်မှာမကြောက်ရောက်ပါဘူးလေဥပမာဒီလိုမျိုးတုံးခုမယူဘူးတဲ့ဒီလိုတုံးခုယူရင်မြင်းတချောင်းပေါ်မှာကြာမှာ ဲ့လိုမျိုးတုံးခုမရှိဘူးဒါဆိုလို့ရှိရင်ဒီလိုယူမှာပေါ့တုံးခုကအဲ့လိုယူလို့ရှိရင်အမှတ်နှစ်ခုစီကိုဖြည့်၍ဆွဲတော်မြင်းပြောင်မြင်းများရရှိတယ်နိချိုးမြင်းပြောင်များကိုဆွဲပါအဲ့ဒါဆိုတော့အမှတ်လေးခုယူမယ်အဲ့တော့သူကမြင်းပြောင်တစ်ချောင်းပေါ်မှာအမှတ်တုံးခုကိုမကြားရောက်ပါစေနဲ့ဆိုပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ဆက်မလို့ကြိုက်တယ်လို့ယူလိုက်တကြောင်လေးပေါ်မှာမကြောက်ရောက်ရင်ရှာသွားပြီ။ဒါဆိုရင်ဒါတွေကိုဆံမတို့ကသူကဘာပြောလဲဆိုရင်အဲ့ဒီပေါ်မှာဆံမတို့ဖြတ်မယ်။ မြင်းတကြောင်လေးပေါ်ရင်မကြောက်ရနဲ့အမှတ်နှစ်ခုစီကိုဖြတ်မယ်အဲ့ဒါပြီးတော့မှအဲ့လိုဖြတ်ဆွဲလိုက်လို့ရှိရင်မြင်းဖြောင်းကိုဘယ်နှကြောင်ရတယ်လဲအဲ့ဆိုရင်ကျွန်တော်တို့ဒီလိုလေးဖြတ်လိုက်ဒီအမှတ်နှစ်ခုဖြတ်မယ်ဒါဒီတကြောင်ဒီလိုလေးဖြတ်မယ်ဒီလိုလေးဖြတ်မယ်သူကနှစ်ခုစီဖြတ်ပါလို့လေးဖြတ်ဒီနှစ်ခုကိုဖြတ်လို့မရဘူးလားရတယ်နော်ဒီနှစ်ခုကိုဖြတ်မယ်ဒါကိုလည်းဖြတ်မယ်နောက်ထပ်ဘာဖြတ်လို့ရတယ်လဲဆိုရင်မကြံတော့ဘူးအဲ့တော့အမှတ်တွေကိုတော့တခြားလေးလုပ်မယ်ပြီးတော့မှ ူကဘယ်နှခုရထားလဲလို့ပြောတာဖြစ်လို့ဆရာမတို့သူ ABCD လို့ပြလိုက်မယ်။ဒါရေးရတာလွယ်အောင်ဟုတ်ပြီနော်။အဲ့တော့နည်းနည်းလေးပြန်ကြည့်မယ်။ပြထားတော့အမှတ်နှစ်ခုမှာမြင်းတစ်ကြောင်းနဲ့ကိုဆွဲလိုက်လို့ရှိရင်ဆွဲတယ်မြင်းဖြောင်ဘယ်လောက်ရတယ်လဲဆိုဆရာမတို့များလေးတွေတော့တက်ပေးလိုက်မယ်။သူကမြင်းဖြောင်လို့ပြောထားလို့ဟုတ်ပြီနော်။အဲ့ဒါဆိုလို့ရှိရင်ဘယ်နှခုရပြီလဲ။ဒီမှာ AB ဆိုတဲ့မြင်ရမယ်ဟုတ်ပြီနော်အစင်းလိုက်ကလေးကြည့်မယ်ပေါ့နော် AB ဆိုတဲ့မြင်းကိုရပဲပြီးတော့မှဒါလေးရမယ် AB ရပြီလို့ရှင်ဆက်မတော့အဆင်လိုက်သွားလိုက်မယ် AC သွားလိုက်မယ် AC ပြီးတော့မှ AD A AB ရရပြီဆိုတော့ AD သွားလိုက်ဟုတ်ပြီနော်အဲ့တော့ဒီနဲ့3လေး5 6ဆိုပြီးတော့6ခုရမယ်ဟုတ်ပြီနော်အဲ့တော့အဲ့အားလေးကိုကလေးတို့က ဒီအစင်လိုက်ကလေးရှိပြပါမြင်ပိုင်းအဖြစ်တင်းနဲ့3456ဆိုတော့6ခုရတယ်ဆိုတဲ့အကြောင်းကလေးကိုရှိပြရမယ်ဟုတ်ပြီနော်နောက်တစ်ခုကနံပါတ်5ပုံနဲ့တသမ6ရှိမြင်းဖြောင်းနှစ်ချောင်းစီပေါ်တွင်ရှိသောစုံမှတ်များမြင်းဖြောင်းများ၏ဖြတ်မှတ်များကိုဖော်ပြပါအဲ့မြင်းဖြောင်းနှစ်ချောင်းစီပေါ်မှာရှိတဲ့စုံမှတ်နှစ်ချောင်းစီပေါ်မှာဒါမြင်းဖြောင်းနှစ်ချောင်းဒါတစ်ချောင်းအဲ့နှစ်ချောင်းမှာရှိတဲ့စုံမှတ်စုံမှတ်ဆိုတော့မြင်းဖြောင်းများ၏ဖြတ်မှတ်အဲ့တော့ဘာတွေဘာတွေစုံမလဲမြင်းဖြောင်း A ဒီမှာ B အမှတ်ကစုံတဲ့နေရ AB ဆိုရဲ G ရခမြင်းဖြောင့်ကလေးနဲ့ AB ဆိုရဲမြင်းဖြောင့်ကလေးနဲ့ဟုတ်ပြီလားဒီမှာ EF ဆိုရဲမြင်းဖြောင့်ကလေးနဲ့စုံတဲ့နေရက R အမှတ်ပေါ့နော်အမှတ်ကဒီမှာ R ရှိမယ် B ရှိမယ် Q ရှိမယ်ဘာတွေဖြစ်တယ်လဲဒါလေးကိုဆမ်းလို့စာလေးနဲ့ရေးလိုက်ရအောင်ဟုတ်ပြီအဲ့တော့ဆရာမကတော့ပထမတစ်ကြိမ်အတွက်ရေးပြလိုက်မယ်အဲ့တော့မြင်းပိုင်း AB ဆိုရဲမြင်းနဲ့ CD လေးကိုကြည့်အောင် CD ဆိုရဲမြင်းနဲ့ မြင်းပိုင်းစီဂျီနဲ့အဲ့ဒီနှစ်ခုတို့ရဲ့စုံမဲ့စုံမဲ့ပြောချင်တာဒီစုံမဲ့ဆိုတာဘာလဲဆိုရင်ဖြတ်ဖြတ်မှတ်ကိုပြောတာအဲ့ဒီနှစ်ခုစုံတဲ့နေရာဖြတ်မှတ်ဒီပြည့်ရမဲ့ဖြစ်တယ်ဒါလေးဒီလိုလေးပဲရေးပေးရမယ် မြန်ပိုင်း AB နဲ့မြန်ပိုင်း CD တို့ဤစုံမဲ့တနည်းအားဖြင့်ဖြတ်မှတ်တည်ပြီးဖြစ်တယ်။နောက်တစ်ခုကဒီနေရာ P ကိုပြီးသွားလို့ရှိရင်ဆရာမတို့ Q ကိုရေးလိုက်မယ်။ Q သည်မြန်ပိုင်းဘာတွေကိုဖြတ်တယ်လဲ။မြန်ပိုင်း CD sorry မြင်းဖြောင်း CD နဲ့ CD ဒီက CD ရဲ့ဒီက EF ရဲ့ဒါဒီတဲ့အတိုင်းရေးလိုက်မယ်သူတို့ရဲ့ဖြတ်မှတ်တည် Q ဖြစ်တယ်။နောက်တစ်ခုက dr ဆိုတဲ့ဖြတ်မှတ်နေရာမှာဘာတွေဖြတ်သွားလဲဆိုတာကြည့်မယ် ef အဲ့တော့မြင်းပိုင် ef ရယ်နောက်တစ်ခုက ab ရယ်မြင်းဖြောက် AV ရဖြစ်သွားတဲ့နေရာဒီ R ဖြစ်တယ်အဲ့တော့ဒါကတော့ပုံစံလေးပါပဲဒီအတိုင်းရင်ရပြီအဲ့တော့ကလေးတို့အနေနဲ့ဘယ်နှခုရှိသလဲအရေးအတွက်ကိုပဲဖော်ပြပါဆိုရင်တော့၃ခုရှိတယ်ဘာတွေလဲလို့ပြောလို့ရှိရင် P ရ Q ရ R ရဒါပဲအဲ့တော့ခုနကတော့အသေးစိတ်ကလေးရေးပြပေးထားတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီနေ့ဆမတို့တွားတဲ့သင်ခန်းစာကိုကလေးတို့ရသွားပြီလို့ထင်ပါတယ်ကြံရှိနေတဲ့သင်ခန်းစာကိုနောက်ရက်မှဆက်ပြီးတော့မှပြောပြပေးမှာဖြစ်ပါတယ်ဒီမှာလေးချိန်ခံနေနေကြံသေးတယ် နောက်ကောင်းစင်ကိုလည်းနောက်ဗီဒီယိုတွေမှာဆက်ပြီးတော့တွားမှာဖြစ်ပါတယ်ခုလိုဆုံးထိတန်းထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်